နှလုံးချမ်းသာရေးအတွက်အထီးရောက်ဆုံးလေ့ကျင့်ကံတစ်ခုမင်္ဂလာပါတီချန်တော်ပါဒီနေ့ကစားပြမယ်လေ့ကျင့်ငန်းလေးကတော့ mountain climber ဆိုတဲ့လေ့ကျင့်ငန်းလေးဖြစ်တယ်ဒီလေ့ကျင့်ငန်းလေးကခန္ဓာကိုယ်တစ်ခုလုံးကိုအသုံးပြုပြီးတော့ကစားပြရတာဖြစ်ပါတယ်အထူးသဖြင့်နှလုံးချမ်းသာရေးကိုအချိန်တိုတင်းမှာထိရောက်စေတဲ့လေ့ကျင့်ငန်းတစ်မျိုးလေးဖြစ်ပါတယ်ကစားနည်းပုံစံလေးကတော့ဗီဒီယိုထဲမှာပြထားတဲ့အတိုင်းဝမ်ပိုင်းညင်ရကိုအသုံးပြုပြီးတော့ခြေထောက်ကိုတစ်ဖက်ချင်းပြေးရမှာဖြစ်တယ်တကယ်လို့ကိုကအမြန်မလုံနိုင်ဘူးဆိုရင်ဗီဒီယိုမှာပြထားတဲ့အတိုင်းတစ်ဖက်ချင်းစီကစားပြလို့ရပါတယ်ဒီကစားနည်းလေးကို ချိန်20 3ကျော်လောက်နေ့စဉ်ပုံမှန်ကစားပေးလို့ရပါတယ်ဒီလိုလဲကူပြီးတော့ထီရောက်တဲ့လေ့ကျင့်ခန်းပုံစံတွေနဲ့ကျမတွေအစားအသောက်ပုံစံကိုတစုတစီတည်းသင်ယူခြင်းနဲ့ဆိုရင်တော့ Healthy Lee 35တန်တန်းလေးကအကောင်းဆုံးပဲဖြစ်ပါတယ်ဒီတန်တန်းလေးကအချိန်မပေးနိုင်တဲ့အမျိုးသမီးတွေနဲ့အရှင်မလေးတို့အတွက်အထူးရည်ရွယ်ပြီးတော့အစီအစဉ်ထားတာပါတန်တန်းလေးကအောက်တိုဘာ10ရက်နေ့မှာစမှာဖြစ်ပါတယ်တန်တန်းကာလနှစ်လကို9000ခွဲချက်သာပေးသွင်းရမှာဖြစ်ပါတယ်စိတ်ဝင်စားရဆိုရင်တော့ Asian 35လို့ကွန်မန့်ဒါမှမဟုတ် Fiverr number 7977 09723282တို့မှာဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်။ကျမလာပါခြင်းနဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရနော်။